တာဝန်ယူပဲအမကျွန်တော်ပြောမယ်အမအေးစေးပြောအေးစေးပြောအမအေးစေးပြောကျွန်တော်ပြောမယ်ကျွန်တော်စီးပွားရေးလုပ်နေတာအမပြစ်တဲ့ပြဿနာအမအေးစေးပြောဒီဘောကဘာလောက်တာတော့ပြိုင်နော်ဘာမှရိုက်เสียဘာအကြောင်းမှမရှိဘူးသူဆိုရင်မျက်စိမမြင်ဘူးအဲ့ဒါဒီမဲ့နှိပ်နှိပ်တာပေါ့နော်ဒီမှာဆိုရင်အကြောပြင်းနှိပ်တာအဲ့ဒါဟိုဒီမဲ့လာခိုးသွားတာတဲ့တခိုးမရေဒါဘူးခိုးเสียရလားအေး အလုံးမင်္ဂလာပါတငငချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငငချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့စိတ်တက်ပြပြနေတဲ့လူတွေနဲ့သက်ဆိုင်တဲ့ဗီဒီယိုလေးကိုဒီနေ့ကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျလူတွေကဗျဘလောက်တောင်စိတ်တက်ပြပြနေလဲဆိုရင်မျက်မမြင်နေစီရပါပတ်စံနေဖုံးနေခိုးသွားတာတယ်ဗျတာမန်တော့လောက်ကင်စားတောက်လို့ရတဲ့မျက်စိမြင်ခြေကောင်းလက်ကောင်းတွေစီရခိုးရင်မပြုတ်ဘူးဗျအခုတော့ကြည်ုံးဗျနော်ခက်ခက်ခက်ခဲနဲ့ရုံးကန်စားတောက်နေရတဲ့ မျက်စိမမြင်တဲ့ဒုက္ခိတသမားစီယာမှာခိုးရတယ်လို့ဒီနေ့ဒီဗီဒီယိုလေးထဲမှာဒီတခိုးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေများစွာပါတဲ့အတွက်တကယ်ချင်းတို့လည်းဘ ഹു သူတာရအောင်လို့ကျွန်တော်ဗီဒီယိုလေးကိုစောင့်အောင် like ကြည့်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျာနော်ဒီနေ့ပေါ့နော်အခုလေးတင်ပေါ့စွမ်းထစ်ဒီမြေဒါလေးပေါ့အမားတို့ဆိုင်သားလေးတင်ပေါ့နော်ဒါအမားတို့ဒီဘက်ဆိုင်ဘက် ပိုင်နာနီနီလေးဒီမှာဖြစ်သွားတာဗောနော်ဒီမှာဖြစ်သွားတာလေးကိုပြောပေးခြင်းလို့ပါမြေသူတို့ကဒီမှာဒီမျက်မမြင်နေဗောနော်ဒီမှာကတော့နှိပ်ပေးနေတာဒီလိုလေးကိုလာပြီးတော့မှဘယ်နောက်မှထားတာမောင်လေးဒီနားမှာထိတ်ထားတာဒီမဲ့သူဆိုရင်မျက်စိမမြင်ဘူးအဲ့ဒါဒီမဲ့နှိပ်နှိပ်တာပေါ့နော်ဒီမှာဆိုရင်အကြောပြင်းနှိပ်တာအဲ့ဒါကိုဒီမဲ့လာခိုးသွားတာတဲ့တခိုးမရေဒါ တို့ခိုးเสียလာเอลาပြီးတော့มาဒီမဲ့ပတ်စံလဲ3 4သိန်းပါသွားတယ်တဲ့အဲ့အဲ့ထဲမှာ4သိန်းကျော်4သိန်းကျော်ပါတယ်တဲ့ပြီးတော့ဖုံးလဲပါသွားတယ်မှတ်ပုံတင်လဲပါသွားတယ်မှတ်ပုံတင်ကဒီကစကိုင်းကမှတ်ပုံတင်မဟုတ်တဲ့အတွက်မှတ်ပုံတင်လေးကိုတော့ပြန်လာပေးပါတခိုးမရဲ့တော်တော်မယိုင်းတာပဲกว่าเนาะမထားခဲ့ပေဒီနားလေးမှာဖြစ်ဖြစ်လာထားပေးလိုက်အောင်ဒီမဲ့လမယားမရောက်မောင်လေးပြောပေးစံလမယားနဲ့ဟုတ်လားဟုတ်လင်းမြန်းလေးရောပြောသူတို့ကကျွန်တော်ပထမတန်းချိန်ထားတာအင်းဒီကဒီအဲ့ပထမဘုတ်လို့ချိန်ထားတာအင်းကျွန်တော် ခုနမနိုင်ရမှာအဲ့နောက်မှနိုင်လာသူအဲ့ရကိုရဒီနာခိုင်းတာအင်းအဲ့အဲ့အမဒီနာမတည့်ရတာဒီနာမတည့်ရမှာကျွန်တော်နဲ့ကြတာပြောနေအဲ့တော့ပါပါတယ်ကျွန်တော်လည်းဒီနာအိတ်ကလည်းနှိုက်သွားတာ။ဒီနာဒီနာအိတ်ကလည်းနှိုက်သွားနှိုက်သွားတာဒါကိုကြောရဲ့အိတ်ကပဲနားထားတာကိုကြောရဲ့အိတ်ကဒီကိုကြောရဲ့ရဒီနာချရမှာဒီနာချိတ်ဒီလိုချိတ်ထားတာ။အော်ချိတ်ထားတာကိုဒီမဲ့အထက်ပတ်စံနေကုံယူသွားတယ်တဲ့တခိုးမကဲကြည့်လောက်။ဒီမဲ့ကြည့်အောင်နှစ်ယောက်စလုံးကသူတို့နှစ်ယောက်စလုံးကဒီမဲ့ဘာမှမမျက်စိမမြင်ဘူးရဲ့။ မယ်တတော်ကိုလုံးရက်တဲ့မမြင်ဘူးကိုကျော်လည်းမမြင်ဘူးဒီမဲ့ဆိုအမစွမ်းထက်လေကျမတို့လမ်းတင်ကျမတို့လမ်းမှာမလီတခုမှရလုံးလုံးအကြည့်တဲ့လောက်တော့မီတတော်ရုပ်မာတဲ့လူတွေနော်အဲဇုံတွဲလာတဲ့တဲ့ဟုတ်ပါကိုရလည်းမမူမလုံးလိုက်ရအောင်မပုံတင်ရမောင်လေးဗာမပုံတင်နံပါတ်မပုံတင်အဲအမပုံတင်လေးတော့ပြန်ပြီးတော့လာထားပေးလိုက်အောင်မပုံတင်ရကြဒီမဲ့စကိုင်းကဟိုဟာမပုံတင်မဟုတ်တဲ့အတွက်နော် เออปลาหลูမျိုးတွေဆိုတော့မလေးယွန်းတာဟုတ်ကောမလွယ်ဘူးဟုတ်တယ်ခြေကောင်းလက်ကောင်းနေစီရသွားလောက်ပါလားกว่าเนาะအေးလို့ဒုတ်ကြီးရစီရလောက်ရတယ်လို့ကျမတို့ဆိုင်နာပေါ့နော်ကျမတို့ဆိုင်နာလမ်းပေါ်မှာဒီလိုကျမတို့လမ်းပေါ်ပေါ့အိမ်မတင်းလောက်တယ်လမရနှစ်ယောက်ပေါ့နော်ကိုမမရှိပါအောင်မမြင်ရတဲ့လူပါဆိုနေမှမသိလို့ရွှေတရပူဆိုင်မှာမနေရပေါ့နော်တခိုးတွေလာတယ် အဲဘလို့လားလဲဆိုအခုပေါ့နော်ခိုးတာတွေကတော်တော်ကိုလေလုံးဝအကြံနဲ့ပေါ့နော်ကွက်တီခိုးတာအရန်ကြောက်ဖို့ကောင်းတယ်ဒါတော့ပေါ့နော်အသက်ပေါ့နော်14 15 16လေးလာတာလာပြီးတော့စိုင်ထဲကိုကြတော့နှစ်ယောက်ကဝင်လာတယ်ဝင်လာပြီးတော့ပေါ့နော်သူတို့ကအဲအဲ့ချိန်မှာမသိလို့မှာလဲပေါ့နော်ဝဲသူတွေများတယ်နောက်ပြီးဝဲသူတွေကိုပြနေတဲ့ချိန်မှာအဲသူတို့နှစ်ယောက်ကဝင်လာဝင်လာပြီးတော့ပေါ့နော် မတီတို့ဟိုဟာပြပါအောင်ဒီဟာပြပါအောင်သူတို့ကပြန်ရောက်မယ်ဘာညာနဲ့ပေါ့နော်သူတို့အကုန်ရှောက်ပြခိုင်းတယ်ပြခိုင်းပြီးတော့ကေပေးနဲ့ကေပေးနဲ့လွှဲလို့ရလားဝေပေးနဲ့လွှဲလို့ရပေါ့လားပေါ့အဲ့ချိန်မှာမတီတို့ကပေါ့နော်အဲပို့မဲ့ပေါ့နော် ပို့မဲ့ပီနန်အိတ်တထုပ်ရှိတယ်အဲ့ပီနန်အိတ်တထုပ်ကိုအဲသူတို့ကပေါ့နော်ကွဲထားတယ်အမတီတို့ကလည်းပော့တာတခုကအဲ့အဲ့ပီနန်အိတ်ကပေါ့နော်အဲ့ဆိုင်အပေါက်ကနားမှာသူတို့အဲ့ဒလီအဖိုးဆိုပြီးတော့အဲအထုပ်တွေအများကြီးကိုပုံထားတာ အိပ်ပိနေအိပ်ထုတ်ကလည်းဆိုင်အပေါက်ရမှာရှိတယ်အဲ့ဒါကိုသူတို့ကပေါ့နော်အဲ့ဒီသူတို့တွေကကာထားတယ်ကာထားပြီးတော့လေအဲအိပ်နှစ်ယောက်ကဝင်လာရဲ့ပြီးတော့နောက်တစ်ယောက်ကထပ်ဝင်လာရဲ့ဝင်လာပြီးတော့သူကလေဘာလုပ်လဲဆိုတော့အိပ်နှစ်ယောက်ကအရှိမလေအဆိုင်ကလူတွေကိုပေါ့နော်ဆိုင်ရောက်ဝင်တဲ့နေ့ကိုအာယုံများအောင်အဲ့လိုရှောက်ပေးရှောက်ပြခိုင်းလုပ်ပြီးတော့အနောက်ကတစ်ယောက်ကကျတော့အဲ့ဒီပိနေအိပ်ထုတ်ကိုသူက6ရောက်နဲ့ကန်နေရမသိနောက်နေ့ကျရင်ဗီဒီယိုတင်ပေးမယ်နော်6ရောက်နဲ့ကန်ပြီးသူကလေအပြင်ကိုထုတ်သွားတာ အပြင်မှာကျတော့နောက်ထပ်၂ယောက်ကကျတော့အဲ့အထုပ်ကိုဆွဲထုပ်ခုဆွဲထုပ်ဖို့ပေါ့နော်အစင်းသေးစောင့်နေရအဲ့သူတို့ကပေါ့နော်အဲ့ချက်နဲ့ကန်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 ပြီးတော့သူတို့ကအနောက်ကိုဆွဲထုပ်သွားတယ်အဲ့အချိန်မှာဟိုမတိတိကလည်းအပြင်ကနေပြန်ရောက်လာတယ်ပြီးတော့အဲ့မတိတို့ချုပ်ရုံကလည်းပေါ့နော်အထယ်တွေလာပို့တာအများကြီးအထယ်တွေလာပို့တော့မတိတို့အဲ့မှာရှုပ်ရှက်ခတ်ပြီးအထယ်တွေစစ်ဖို့လုပ်နေကြတာပေါ့နော်အထေစစ်နေစစ်ဖို့လုံးနေကြတဲ့အချိန်မှာပဲသူတို့ကလေအဲ့မတိတို့ဆိုင်ရနေပြီးပြင်းနေအိတ်ထုတ်ကြီးကိုလေဆွဲပြီးတော့ဆိုင်အပြင်ကိုထုတ်သွားတယ် အဖြစ်ချင်တော့မတီတို့ဆိုင်ကဝန်ထမ်းပေါင်လေးတယောက်ကဟိုအထဲပေါ့တော့အဲ့အထဲတွေလာပို့တဲ့ထုတ်လို့ပဲထင်ပြီးတော့ तू ကဆိုင်ထဲကိုတခါ तू ကပြန်ထည့်လိုက်တယ်အမှန်ဆိုပေါ့နော်ကန်ကောင်းသွားတာ तू ကဒါလေးပြန်မထည့်ခဲ့ဘူးဆိုရင်အဲ့ထုတ်ကြီးကပါသွားမှာဆိုင်ရဝန်ထမ်းပေါင်လေးကကြတော့အဲ့လာပို့တဲ့ထုတ်ယုံကလာပို့တဲ့အထုတ်ကြီးမှတ်လို့အဲ့ဆိုင်က အထုပ်ကိုပေါ့နော်သူကပြန်ပြီးတော့အထဲကိုလေမထည့်လိုက်တယ်မထည့်လိုက်တော့အထုပ်ကမပါဝါဘူးမပါဝါဘဲနဲ့နောက်မတိတို့စိုက်မှလည်းမတိတို့ကလည်းဝင်လာတယ်အကုန်လုံးကလည်းသူတို့ကိုလေ view တစ်ဆိုင်ကြည့်ပြီးွားတော့သူတို့ကလေခေါင်းကုတ်ပြီးတော့ထွက်သွားတာအတိလားငါးယောက်တောင်လာတာအပြင်မှာနှစ်ယောက်စောက်တယ်အထဲမှာသုံးယောက်ကဝင်ခိုးတယ်တိလားအဲအားကြောင့်လေအရန်ကြောက်ဖို့ကောင်းတယ်အသက်ကလေးတွေကလေငယ်ငယ်လေးတွေတိလားအဲ့လိုမျိုးလေတော်တော်ငယ်သေးတယ်ကောင်မလေးတွေရောကောင်လေးတွေရောအသားလေးကအသားတွေကအသားလေးကညိုညိုလေးတဲ့အဲ့လို အဲ့လိုမျိုးတော်တော်ဆိုးတော့အခုခေတ်ကလေခလေးတွေကလည်းလေလုံးဝဟိုပေါ့နော်ကောင်းကောင်းမွန်မွန်မလှုပ်ရှားခြင်းဘူးအဲ့ဒါမသိရေပေါ့နော်ပြန်ပြီး sharing လုပ်ပေးတာပါမသိလို့မခံအောင်လို့အုပ်စုလိုက်လာရဲဆိုရင်ပေါ့နော်အားလုံးသတိထားကြပါလို့အခုကတော်တော်မလွယ်လို့ပါရှင်ကျေးဇူးများကြီးတင်ပါတယ်ဗျမ်းပါရာကလေးကချေးကောင်းနေနော်ကိုလူအားနဲ့ကိုကိုရှာမစားခြင်းကြောင့်သူများစီရအချောင်ပဲလိုက်နှိုက်နေတဲ့ဟာတွေအားလုံးလည်းသတိထားကြအောင်ဗျာနော်အမကျွန်တော်ပြောမယ်အမ အေးဆေးပြောအေးဆေးပြောအမအေးဆေးပြောကျွန်တော်ပြောမယ်ကျွန်တော်စီးပွားရေးလုပ်တယ်အမပြည့်တဲ့ပြဿနာအမဒီဖုန်းကဘာလို့လာတော့မပြည့်နိုင်တော့ဘာမှရိုက်เสียဘာအကြောင်းမှမရှိဘူးအမကျွန်တော်ပြောမယ်အေးဖေးခုပဲအမကျွန်တော်ဖုန်းအမအဲ့လိုကြီးကြမလို့အမကျွန်တော်ကိုကြီးလောက်ပါကြမလို့အမအဲ့လိုလောက်ကြမလို့အဲ့လိုရိုက်เสียဘာအကြောင်းမှမရှိဘူးအမဖယ်လာအမဖယ်လာမဟုတ်ကျွန်တော်တို့ဒါရိုက်တယ်ဆိုဒီနားလေးမှာထားထားပစ္စည်းကမဟုတ်ဒါ recording ယူထားအမမမမ recording ယူကြဘာကြောက်မှမရှိဘူးပစ္စည်းကဒီမာတင်တင်ထားတာခဏခဏလေးမှာခဏလေးမဟုတ်အမအမဖြစ်တဲ့ပြဿနာကိုပြောအမပစ္စည်းကပါလာတည်ကြလား သေးကြတယ်စဝင်ဝင်လာချင်းအမဒီမှာပစ္စည်းတင်ထားဒီကောင်မလေးမြင်တယ်ဟုတ်လားညီမလေးသူစီးပါလားညီမလေးမြင်လားသမီးရဲ့တတိမထားမိဘူးရဲ့ဒီမှာဧည့်သည်ရှုံညာနဲ့သမီးသေချာမကြည့်ထားလိုက်မိဘူးဒီညာလေးမှာတင်ထားပြဿနာတော့ဖြစ်ပြီနော်ညီမလေးမြင်တယ်တော်တော်ကြမ်းပြီအမပစ္စည်းဒီညာလေးမှာချထားလို့ရတယ်လို့ညီပဲပြောတာပဲသမီးကဧည့်သည်ရှုံညာနဲ့မှသေချာမသိလိုက်ဘူးမှာ ညို့ဆိုင်မှာဖြစ်တဲ့ပြဿနာညို့ပြေသေချာရှင်းပဲဒီနားလေးမှာတင်ထားတာနော်ဒီနားလေးမှာသေချာပေါက်ကိုရှိတယ်ပစ္စည်းကျင်တာသူ့မြင်တယ်သူကမြင်တဲ့တိုင်းနဲ့ကြောင်မြင်တာဆိုတော့သူယူတာပဲဖြစ်မှာပေါ့ခိုးတဲ့သူကခိုးတယ်လို့ဘူးမှမပြောဘူးအမလို့ညီမတို့ဆွဆွဲနေလေအမပစ္စည်းပါလာတော့သေချာရဲ့လားညမအလုံးရှုံနေမှာအမပစ္စည်းပါလာလားမပါလားဆိုတော့ညမသိတော့မသိဘူးမအမအလုံးမတရားရင်တော့မပြောနဲ့လေငါကလည်းနင်တို့ဆိုင်ကိုလိုင်းပေါ်မှာတွေ့လို့မလို့လာအားပေးတာဒိန်းလုံးတက်တာလေဆိုလို့ဝန်ဆောင်မှုကောင်းတယ်ဆိုလို့ နောက်တစ်ခါဆိုဘယ်တော့မှမလာဘူးဒီလိုမျိုးဖြစ်မယ်ပြန်မသိရင်တစ်ခါမှမလာကြတော့နောက်တစ်ခါဆိုဘယ်တော့မှမလာဘူးတသက်လုံးမလာဘူးချမ်းပြီနော်ဟုတ်လေကျွန်တော်ပြောချင်တာအမပစ္စည်းကဘယ်လိုပြောင်းရမလဲကျွန်တော်တို့လည်းမသိဘူးဟုတ်တယ်မလားအမကအမကျွန်တော်ပြောအရေးကြီးတဲ့တမိုးကြီးရဲ့ပစ္စည်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ reception အပ်ခဲ့လို့ရတယ်လေအမစီပြန်မရတော့တာနှုတ်ဆောင်ကိုရက်ွက်ယုံတိုင်းမှာအမကဘာဖြစ်နေရတော့အမဘယ်တော့နေရတော့မမမောင်ကျွန်တော်လက်ရှာနေတယ်ကျွန်တော်လည်းခဏတော့နေရပါမမရဲ့ ဟုတ်လားမောင်ရမောင်ပြောက်လို့လေမလိုက်ရှာနေတာဒီစမ်းကောင်ကလေးကခိုးဝဲချင်းနေတာလာလာမောင်တော့မယ်ဒီနေ့အငြင်းရှိတယ်အမမခဏ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 နေအမပြောက်သွားတော့ပတ်စံကြီးဒီဖုန်းလေးပြောက်သွားမဟုတ်လားဘာဘာပြောက်သွားဟုတ်မှန်မောင်ပြောက်သွားလက်ထပ်ထားကုန်းနဲ့ဆီပြောက်တယ်စီရောက်ကတော့ကြောက်မခံတာဟာအော်ဒါနဲ့စမ်းရဈေးလည်းတက်တာတယ်ကိုဆောင်လေးကောင်းတယ်ဆိုတော့နောက်လေလာခဲ့မယ်နော်အော်မရဲ့နောက်လည်းမလာနဲ့လာလည်းမလောက်ပါနဲ့တော့အယိုးဒီမှာ ဖျောက်ရေးဘယ်ဟုတ်မလဲငါတော့အတီးဆိုပြီးကြည်နေတာသူတို့ကကိုရီတောင်ပြန်နှောက်သွားသေးတယ်ကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းစိတ်ပြေလက်ပြောက်ဖြစ်အောင်လို့ကျွန်တော်ဟာသအနေနဲ့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ဗျ။ ကျွန်တော်နိုင်ငံမှာကုံစည်းနှုံများတာနဲ့အညီပေါ့နော်လူတွေကလည်းလှုပ်ရှားကင်စားရတာအင်မတန်မှအဆင်မပြေဖြစ်လာကြတယ်ဗျ။ဒါကြောင့်မလို့အခုချိန်မှာနော်ချူချူချောင်းချောင်းလိုက်တဲ့အချောင်သမားတွေများစွာပေါ်ထွက်လာတယ်ဗျ။ကိုယ့်ရဲ့ပစ္စည်းကိုလုံလုံချုံချုံထိမ့်သိမ့်ကြပါနော်။စီကံရှိရှိထိမ့်သိမ့်ကြပါဗျ။အချောင်သမားတွေအချောင်နိုင်တဲ့သူတွေကနော်အချိန်တိုင်းနေရာတိုင်းမှာရှိတယ်ဗျာနော်ခမားတို့နော်လစ်တဲ့အချိန်ဝင်ယူရအောင်လို့သူတို့ကအချိန်မရွေးစောင့်ကြည့်နေတာဗျကိုယ့်ရဲ့လေးဘက်လေးလံစလုံးမှာဒီကောင်တွေကရှိတယ်နော်ဒါကြောင့်မလို့တတိထားကြဗျ ကဲကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းဒီကနေ့တခိုးတွေနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ဗျာနော်တခိုးတွေနဲ့ပတ်သက်ပြီးတော့တတိထားလို့ရအောင်တငယ်ချင်းတို့လည်းပြင်ဆင်စရာရှိတာတွေပြင်ဆင်လို့ရအောင်ပေါ့နော်ကျွန်တော်ဒီနေ့တင်ဆက်ပေးလိုက်တဲ့ဗီဒီယိုလေးကနေတငယ်ချင်းတို့လည်းပေါ့နော်ဘ ഹു သူရများစွာရရှိလိမ့်မယ်လို့ထင်နေဗျဒီတခိုးတွေကနော်လူကောင်းနေရတယ်မဟုတ်ဘူးဗျ အခုလိုမျိုးเนาะမျက်မမြင်ဒုက္ခိတသမားတွေစီရပါခိုးတယ်ဆိုတော့ဘလောက်တောင်အောက်တန်းကြလဲဆိုတာတငယ်ချင်းတို့စဉ်းစားစဉ်းစားကြည့်ပြเนาะကဲတငယ်ချင်းတို့ပြောချင်တဲ့အကြောင်းအရာလေးတွေရှင်လဲကျွန်တော်ရဲ့အောက်မှာ comment လေးရေးပြထားခဲ့လို့ရပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာเนาะနောက်ထပ် video မှာကျွန်တော်တို့ပြန်လည်ส่งတွေ့ကြပါအောင်မယ်ဗျာเนาะ